အားလုံးမင်္ဂလာပါဒီနေ့ပြသွားမှာကတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့ဗောနော်ကျောဒီ system ထဲမှာဇုံလေးတက်မှတ်မယ်ဗောနော်ဇုံ area လေးတက်မှတ်မယ်တက်မှတ်ပြီးတော့မှဒီဇုံလေးကိုပိတ်ချိန်ဝင်နေလို့ပိတ်ချိန်ထွက်တယ်လို့ဆိုတာဖြစ်ပေါ့နော်အဲ့လိုမျိုးတွေအသုံးပြုချင်တယ်ဆိုလို့ချင်းဇုံလေးဘယ်လိုတက်မှတ်လဲဆိုတာကိုပြောပြပေးသွားမှာပါဆိုတော့အရင်ဆုံးကျွန်တော်တို့က system လေးကိုဝင်လာတာဗောနော် system နဲ့ဝင်သွားပြီးရင်ဇုံတက်မှတ်မယ်ဆိုရင်ကျွန်တော်တို့ဒီဒီကျွန်တော် menu bar မှာကျွန်တော် preset ဆိုတာရှိပါတယ် နော် place set ဝင်ဖို့လိုတယ် place set ဝင်ရင်ကျွန်တော်သတ်မှတ်မှသည် zone area ဖြစ်တာဖြစ်တဲ့အတွက် zone ဆိုတဲ့နေရာကိုယူပြီးဖို့လိုအပ်ပါတယ်အော် zone ရေးရတဲ့ zone session နဲ့ရောက်သွားပြီဆိုရင်လည်း zone ထဲမှာကျွန်တော်တို့ဒီမှာ add လုပ်လို့ရတဲ့ function လေးတွေကိုမြင်ရပါပြီဆိုတော့အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ zone တစ်ခု add လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကကိုသတ်မှတ်ခြင်းနဲ့နေရာလေးရှိပါလိမ့်မယ်ဆိုဒီနေရာလေးကိုကျွန်တော်တို့ပါအရင်ဆုံးဒီမြေပုံထဲမှာမြင်အောင်တွားကြည့်တာဘူးလိုအပ်ပါတယ်။ပေါ်တာဘူးပေါ့နော်။ ီးတော့လို့ရှိရင်ဒီမှာကျွန်တော်ဆို add ရလေးရှိပါတယ်ဆိုတော့အဲ့ဒါလေးကိုနှိမ့်လိုက်ရပါမယ်နည်းနည်းတန်းတန်းကျွန်တော်ဆို ml ဟာလေးကိုကျွန်တော်ကြာလာပါကြာလာတဲ့ခါကျရင် name ဆိုတဲ့နေရာမှာကျွန်တော်တို့ကသူ့ဘာနာမည်ပေးမှလဲဆိုတာလေးကိုချက်ပေးရပါတယ်အဲ့တော့ name ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီလောလောဆယ်ဒီအာဆိုကြပါစို့ပေါ့နော် test လုပ်မယ်ဆိုတော့ test လုပ်မယ်ဆိုတော့ကျွန်တော်ပေးလိုက်မယ်ပေးပြီးတော့ရှိရင် group တွေခွဲကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြိုပြီးတော့ခွဲထားလို့လည်းရပါသေးတယ်အဲ့တော့ group group ခွဲဖို့မလိုအပ်ဘူးဆိုရင်တော့လည်းဒီတိုင်းထားလို့ရတယ်ပြီးတော့ color ကာလောက်ဆိုတာကကျွန်တော်တို့ဒီဒီဇုံလေးကိုမြေပုံနဲ့မှဘလို့အရောင်နဲ့မြင်ကျင်လဲပေါ့နော်မြင်ကျင်တဲ့အရောင်ကိုကျွန်တော်ရွှေလို့ရမယ်ပြီးတော့ဇုံကို visible ဆိုတာမြင်စေခြင်းနဲ့ဇုံရဲ့နာမည်ကိုလည်းမြင်စေခြင်းနဲ့ဆိုတော့ကျွန်တော်နှစ်ခုလုံး on ထားပေးဖို့လိုအပ်ပါတယ်ပြီးတော့အနေနဲ့ကျွန်တော်တို့ဒီမြေပုံနဲ့မှကိုသတ်မှတ်ခြင်းတဲ့နေရာလေးကို mouse နဲ့သွားပြီးတော့ click သွားနှိပ်ဖို့လိုအပ်ပါတယ်စာနှိပ်မယ်ရွေးမယ်ရွေးပြီးတော့ကျွန်တော်တို့ဒီကိုလိုအပ်ခြင်းနဲ့ကိုလိုအပ်တဲ့ area အတိုင်းပေါ့နော်စာတစ်ပြည့်အာတတ်မှတ်လိုက်ပါတတ်ပြီးတော့အဲ့လိုတတ်မှတ်ပြီးကမှကျွန်တော်တို့ဒီ နည်းနည်းလေးပြင်ညင်သေးတယ်ဆိုလို့ရှိရင်ဒီထိတ်မှာကျွန်တော်တို့ဒီပင်လေးတွေရှိပါတယ်အဲပင်လေးကိုထောက်ပြီးတော့မှအခုလို့ကျွန်တော်အချင်းကျဲစိတ်ကြိုက်လို့လို့ရပါသေးတယ်အဲ့တော့ကိုလိုချင်တဲ့ area ရပြီဆိုလို့ရှိရင်ကျွန်တော်ဒီ save တက်မှတ်လိုက်တာ ਨੇ ကျွန်တော်ဒီ zone area ကိုတက်မှတ်ပြဖြစ်သွားပါပြီအဲ့တော့ကနဦးအနေနဲ့ဒါဒီ zone ကိုတက်မှတ်တာအနေနဲ့ပဲရှိပါအောင်မယ်အဲ့တော့ဒီ zone နဲ့ကိုဝင်တဲ့အချိန်နေထွက်တဲ့အချိန်နေကိုသိကျင်တယ်ဟုတ် real time location real time မှာအလန်းပေါ့နော် event လာစီခြင်းလေဆိုရင်ထပ်လုံဆောင်အောင်အဆင့်တွေရှိပါသေးတယ်။အဲ့ဒါဘယ်ဥရင်ဆုံးသွားမှာလဲဆိုတော့ကျွန်တော်ဒီပေါ်တုံးမှာရှိတဲ့ setting ဆိုတဲ့နေရာလေးကိုကျွန်တော်သွားမှာပါ။ setting နဲ့ဝင်လိုက်မယ်။ setting နဲ့ဝင်ပြီးတော့ဘယ်ကိုသွားမှာလဲဆိုတော့ကျွန်တော်ဒီ event ဆိုတဲ့နေရာကိုဝင်ပါလိမ့်မယ်။ဆိုတော့ event နေရာဝင်လိုက်တယ်။ဝင်လိုက်ပြီးတော့ဒီမှာလောလောဆယ်ဒီကျွန်တော်ဒီဆိုရင်ဆိုအောင်ဆိုတဲ့ event တွေကို create လုပ်ချခြင်းမရှိသေးဘူး။မရှိသေးတော့လုပ်မယ်ဆိုလို့ရှိရင်ဒီအောက်မှာ add ဆိုတဲ့ button ရှိမယ်။အဲ့တော့ event ကို add လုပ်ပါမယ်။နှိပ်လိုက်ပါတယ်။နှိပ်ပြီးတော့လည်းကျွန်တော်တို့ဒီ ီ event ရဲ့နာမည်တခုကိုကျွန်တော်ပေးရမယ်။မေးရမယ်ဆိုတော့ဒီနေရာမှာဟိုချက်ပါတော့ zone in ဆိုရင် zone in ဆိုတော့ကျွန်တော်ပြပေးပါမယ်။ပြီးတော့မှ type ဆိုတဲ့နေရာမှာကကျွန်တော်တို့ဒီဘက်က down arrow ကိုနှိပ်လိုက်တာနဲ့နှိပ်ကျွန်တော်တို့ဘာအတွက်ကိုထည့်ချင်တယ်ဆိုတာသူပြလိုက်မယ်။ပြလို့ရှိရင်အောက်ကိုဆွဲသွားပေးပါ။ဆွဲသွားပြီးအောက်ဆုံးမှာ zone in ဆိုတာရှိပါလိမ့်မယ်။ဆိုတော့ zone in ကိုကျွန်တော်ယူလိုက်တယ်။ ရွေးကောင်ကျွန်တော်တို့ကဘယ်ကားတွေအတွက်ကိုသတ်မှတ်ချင်တယ်လဲဆိုတာဒီမှာထပ်ပြီးရွေးရပါလိမ့်မယ်။ကားတွေအကုန်လုံးတော့သတ်မှတ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးရွေးလို့ရသလိုကိုကလိုချင်တဲ့2စီ3စီပဲဆိုလို့ရှိရင်2စီ3စီပဲကိုပဲရွေးလို့လည်းရပါသေးတယ်။ဘယ်လိုလို့ဆိုတော့ကားတွေအကုန်လုံးရွေးမယ်။ရွေးပြီးသွားရင်ဒီစုံဆိုတဲ့နေရာမှာလည်းထောက်ရွေးရမယ်။လောလောဆယ်ဒီကျွန်တော်တို့ဒီတစ်စုံပဲသတ်မှတ်ထားတာဖြစ်တဲ့အတွက်တစ်ခုပဲမြင်ရမယ်။၃ခုသတ်မှတ်ရင်၃ခုမြင်ရမယ်။၅ခုသတ်မှတ်ရင်၅ခုမြင်ရမယ်။အဲ့၅ခုမှာမှ၃ခုအတွက်ကိုပဲအလန်းလာစေချင်တယ်ဆိုတော့၃ခုပဲရွေးဖို့လိုအပ်ပါလိမ့်မယ်။လောလောဆယ်တော့တစ်ခုပဲရှိတော့တစ်ခုကိုကျွန်တော်ရွေးမယ်။ ေဝိသားနဲ့ကျွန်တော်ဒီဘယ်ဥသွားမလဲဆိုတော့ဒီပေါ်တော့မှာ notification ဆိုရရှိမယ် notify တဲ့ဝင်မယ်ဝင်ပြီးတော့မှ system message ဆိုတာကဒီ system မှာကဝင်လာပြီးထွက်လာပြီဆိုလို့ရှိရင် message ပြင်မဲ့ဟာကိုကျွန်တော် on ရမယ်ပြီးတော့ auto high ပေါ်လာပြီးတော့တော်တော် automatically ပျောက်သွားစေချင်တဲ့ auto high ကိုကျွန်တော် on ရမယ် push notification ဆိုတာကကျွန်တော်ဒီတခြား excel word စသဖြင့်တခြားရုပ်လုပ်ငန်းအာ application တွေတုံးနေတဲ့အချိန်မှာ push notification ပေါ့နော်တော်ဝင်လာပြီးကြတော့ね ဟို node လေးတွေပွင့်ခြင်းဆိုရင် push notification ကိုကျွန်တော်တို့ on ရမယ်နောက်ဆုံးမှာ sound alert sound alert ကတော့အတန်မှမြည်သေးခြင်းဆိုရင်အတန်လေးကိုလိုက်ပါအဲ့တော့ဒီ၄ခုကတော့ပုံမှန်အားဖြင့် on တင်ပါတယ်ပြီးရင် save နေလိုက်တာနဲ့ဒါဒီဒီကားတွေဒီဒီ zone လေးကိုဝင်လာတာနဲ့ကျွန်တော်တို့ဒီအလန်းပေးပါလိမ့်မယ် event ပေးပါလိမ့်မယ်ပေါ့နော်ဆိုကြပါစို့ဒါကတော့ကျွန်တော်တို့ဒီ zone in အတွက်ပါ zone out အတွက်ဆိုလည်းထပ်ထည့်ဖို့လိုအပ်ပါတယ်တက်နေပါတက်နေပြီးဒီနေရာမှာ zone out ဆိုပြီးကျွန်တော်ရေးပေးဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့ zone out အဲ့တော့ဒီနေရာမှာလည်း ကျွန်တော်ခုနလိုပဲသွားမယ်ဒါပေမဲ့ဒီဒီချိန်မှာတော့ကျွန်တော်ဒီဇုံအောက်ကိုရွေးဖို့လိုအပ်တယ်ခုနလိုပဲကားတွေဆိုရင်တက်မှတ်ထားတဲ့ကားတွေရွေးမယ်ဇုံကိုလည်းဘေးဇုံဆိုပြီးရွေးမယ်ရွေးပြီးသွားလို့ရှိရင်ခုနလိုပဲ notification နဲ့ဝင်မယ်ဒီကောင်လေးတွေ tick လေးတွေကျွန်တော် on မင်းမယ်ဘေး save လုပ်မယ်ဒါဆိုရင်ရပါပြီဒါဆိုလို့ရှိရင်တော့ဒီဇုံလေးကိုဘယ်ချိန်ဝင်ခဲ့တယ်ဘယ်ချိန်ထွက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့ကအာ event အနေနဲ့ကျွန်တော်သိရမှာပါ အဲ့တော့ဒီဟာ event အနေနဲ့သိရပြီးွားတော့မှာကျွန်တော်ကနောက်တစ်ခုအနေနဲ့အဲ့တော့ဒီဇုံထဲကိုဝင်လိုက်တဲ့အချိန်ကြီးထွက်လိုက်တဲ့အချိန်ကြီး report အနေနဲ့ထုတ်ချင်တယ်ဆိုရင်ဒီမှာ report ဆိုတာရှိပါလိမ့်မယ် report session ကိုသွားပါ report session ကိုသွားသွားပြီးွား report ထဲမှာမှာကျွန်တော်ဒီအောက်မှာ add ဆိုတာရှိမယ် add ဆိုတာကိုနှိပ်မယ်နှိပ်ပြီးွားတော့မှာကျွန်တော်ဒီ type ဆိုတဲ့နေရာမှာဇုံရင်းဇုံအောင်ဆိုတဲ့ report ကိုရွေးပေးဖို့လိုအပ်ပါတယ်ဒီမှာဇုံရင်းဇုံအောင်ဆိုတဲ့ report ကိုရွေးမယ်ရွေးပြီးတော့ကျွန်တော်ဒီဘယ်ကားတွေကိုထုတ်ချင်တယ်လဲအကုန်လုံးထုတ်ချင်အကုန်လုံးရွေးမယ်ရွေးပြီးွားတော့မှာ format ပေါ့နော် format ကတော့တော့ဆိုတော့ html နဲ့ပဲကျွန်တော်ထုတ်ပြပေးမယ်ပြီးတော့ဘယ်ဇုံတွေကိုကျွန်တော်တို့ကဝင်ဝင်အဝင်ထုတ်သိချင်တယ်ဆိုတာဒီမှာထပ်ရွေးပေးရမယ်ဇုံကိုကျွန်တော်ရွေးမယ်ရွေးပြီးတော့လိပ်စာတွေဘာတွေကျွန်တော် online ပဲအုံပြီးတော့ကိုကဘယ်ရက်အတွက်သိချင်တယ်လဲဆိုတာဒီမှာပြင်ပြီးရွေးရပါလိမ့်မယ်အဲ့တော့မနေ့ကဆိုမနေ့အတွက်တနေ့ကဆိုတနေ့အတွက်ဒါဆိုရင်မနေ့ကဆိုမနေ့အတွက်ကို generate လုပ်လိုက်တာနဲ့သက်ဆိုင်တဲ့ file ကကျွန်တော်ကွန်ပျူတာထဲကိုသူ download လုပ်သွားပါလိမ့်မယ်အဲ့တော့ download လုပ်သွားပြီးနောက်ပိုင်း file ကိုကြတော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒါကိုဖွင့်လိုက်တာနဲ့ဒီဇုံ ဒီကားတွေကဒီကျွန်တော်တို့ report ထုတ်လိုက်တဲ့စုံအแทကိုဘယ်ချိန်မှရောက်တယ်ဘယ်ချိန်မှပြန်ထွက်တယ်ဆိုတာကိုဒီ report လေးနဲ့ကျွန်တော်မြင်ရပါလိမ့်မယ်အဲ့တော့ဒီမှာဆိုကျွန်တော်မြင်တဲ့အတိုင်းပဲအော်ဒီ test စုံကိုသူဒီဘယ်ချိန်ဝင်လဲဆိုတော့မနက်7:00နာရီမှာရောက်တယ်အော်မနက်7:00နာရီ56မိနစ်မှာသူထွက်သွားပြီအော်ရက်ထားခဲ့တဲ့ကြာချိန်ပေါ်ကတလောက်ကြာတယ်အဲ့တော့8:00ထဲမှာသူ engine hour ပေါ့နော်ဒီစုံနဲ့မှာဆက်နိုးထားတဲ့ချိန်ဒီ9မိနစ်ပဲရှိတယ်စုံရဲ့နာမည်ကဒီစုံ ဒီနာမည်ပေါ့နော်အဲ့တော့သူ့ရဲ့လိပ်စာကနောက်မှာကျွန်တော်ပါပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ကတခုတည်းကိုထုတ်တာဖြစ်တဲ့အတွက်တခုတည်းကိုပြတာပါ10ခုထုတ်ရင်10ခုစုံရင်းဟာတဲ့အားလုံးကိုသူကပြပါလိမ့်မယ်ဟုတ်ကျေးဇူးတင်ပါတယ်